အမျိုးသူမြင်တဲ့ interview တွေဖြေကြရဖြေတယ်အမျိုးသူကားရရှိလားအမျိုးသူကရှိတယ်ဘယ်ကားလဲဘယ်သူလဲမင်းမျိုးသူဘယ်တော့မှမဖြေဘူးအဲ့ဒါအမျိုးသူတွေကောင်းတဲ့တစ်ခုလုံးကိုခံစားရတယ်ဘာလို့ဆိုတော့ခုနကပြတ်သွားခဲ့ရင်တော့ဘယ်သူလဲဘယ်ကားလဲဆိုတာအာဘူးမှမသိလားဘူးကိုပဲသိနိုင်တယ်ပေါ့နော်ဆိုတဲ့အခါကျတော့အမျိုးသူကတော့ဘယ်သူလဲဖို့ရှိတယ်ဘယ်တော့မှမပြောဘူးရိုက်ဖို့ဇာကားရရှိတယ်ပြောတယ်အဲ့တော့အဲ့လိုဖြည့်ချင်းအားဖြင့်မြေသူကခုလိုမျိုးကားရိုက်ပြတ်သွားရင်မြေသူတို့ကစိတ်ချမ်းသာကြရှိတယ်ဆိုတော့အာဒါကတော့အာဘယ်လိုပြောမလဲပေါ့နော်ဒါကတော့ producer ရဲ့သဘောလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဆိုတော့ကိစ္စမရှိပါဘူးမြတ်သူမှာအာမြတ်သူမှာဟောရှိရရှင်ခဏကြတခုရှိရလုံနေပတ်တန်ရပေါ့နော်အဲ့ဒါကမြတ်သူကြိုက်တဲ့ဈေးကိုပေးဒီမြတ်သူကြိုက်တယ်လို့ခိုင်းလို့ရတယ်အဲ့မြတ်သူရဲ့ဆောင်ဖို့ပေါ့နော်မြတ်သူကဘယ်ဘယ်ရဲ့ဘယ်ပေါ့နော်ဘယ်ကားကိုမဆိုမြတ်သူကအာဆအာထိုက်အာထိုက်တယ်ရှင်အာထိုက်တယ်ဆိုတာဒီကားမှာမြတ်သူက fashion ရအာထိုက်ရမှာလား idea ရအားထည့်ရမှာလားဆိုတော့မြတ်သူကတော့ကိုယ်ကိုလက်ခံထားတဲ့ကားတွေအားလုံးကိုကိုနှစ်သက်တော်ဈေးတစ်ခုပေါ့နော်ကိုနဲ့အစဉ်ပြေသောဈေးနှုန်းတစ်ခုမှာမြတ်သူက အားလုံးကိုလိုက်ရောညီထွေဖြစ်အောင်အကောင်းဆုံးဖြောင်းလုပ်ပေးပါတယ်အဲ့တော့တစ်ခါကြောက်လဲချွတ်ချော်ရိုက်ရှိကောင်းရှိနေတာပေါ့နော်ဟုတ် ။ဘာလို့ဆိုတော့အမြတ်တူကလေအမြတ်တူအကျင့်ကလည်းမကောင်းဘူး CM ယူတတ်ဘူး။ဒါ CM ယူတော့မပြတ်ဘူးပေါ့နော်။ဆိုတော့အဲ့လိုပြတ်သွားလဲအရင်ကြီးတော့စိတ်ထဲမှာမရှိပါဘူး။မရှိဆိုတာကွာ။ဟိုကိုမဖြစ်မရနိုင်တဲ့အရာတခုကိုအမြတ်တူတော့ထိုင်ပြီးတော့မတန်းတအောင်ထိုင်ပြီးတော့မလွမ်းအောင်။ဒါပေမဲ့ကိုပေါ့နော်ဟိုလှုပ်ခွင့်ရတဲ့ဇာမျိုးဆိုရင်တော့ဝမ်းနေတယ်။အဲလှုပ်ခွင့်ရမယ့်ဟာမျိုးမဟုတ်ဘဲနဲ့လိုလေးပဲပေါ့ပါလေးပဲဆိုတော့အမြတ်တူဘာမှစိတ်ထဲမှာမရှိပါဘူး။လှုပ်ခွင့်ရမယ့်ကားလေးလက်လွတ်သွားရင်တော့ဘာလို့လက်လွတ်သွားလဲဆိုအမြင်စိတ်မကောင်းဖြစ်ဖြစ်တယ်။ခါကြရင်ငွေကြီးချောင်မဟုတ်ဘဲနဲ့အာတစ်ဖက်ကရဲ့ရက်အခြေအနေအကြောင်းပေါ့နော်။အဲရက်အခြေအနေအကြောင်းဟိုအလုပ်တွေတိုက်ဆိုင်မှုကြောင့် ရွှေ့လိုက်ရမျိုးပေါ့နော်လက်လွတ်လိုက်ရတဲ့ကားကြီးလည်းရှိပါတယ်ဆိုတော့ဒါတွေကတိတ်တော့အထူးဆန်းတော့မဟုတ်ပါဘူးရှင်အဲ့မဲ့ငွေကြေးကြောင့်လက်လွတ်ရတာမျိုးအထူးဆန်းတာပေါ့ဟုတ်ကဲ့ရှင်ဟာမြတ်သူဒါကမြတ်သူမှန်တယ်လို့သူယူဆတယ်မြတ်သူကကိုမှန်တယ်လို့ယူဆတဲ့ခါကျရင်တိတ်ပြီးတော့အာမကြောက်တတ်ဘူးတိတ်ပြီးတော့လည်းကိုမှန်တယ်ထင်တဲ့အရာတခုကိုကိုလွတ်တဲ့တော်တော်မှားရဆိုတော့မြတ်သူတော်တော်ခင်းရင်းတယ်ဆိုတော့မြတ်သူကဘဝမှာလက်တွေ့ဆန်ဆန်ဖြတ်သန်းလာခဲ့ရတာများတာပေါ့နော်အဲ့ထက်ခါကျပြီးတော့အရာရာအားလုံးကကိုပဲဆုံးဖြတ်ချက်ချခဲ့ရတယ်ရှိတဲ့ခါကျတော့မြတ်သူတော်တော်မှားသွားတယ်ဆိုတဲ့အရာ တော်တော်ကြီးကိုမစင်မခြင်းမှာမှားတာအမြတ်သူမှာတော့တော်တော်တော်နဲ့တိတိနဲ့မှားမှမျိုးမရှိဘူးဆိုတော့ဒီဟာကြီးအမြတ်သူပေါ့နော်ငွေကြီးကြောက်မရိုက်လိုက်ရဘူးဆိုကန်းရင်တောင်မှဒါအမြတ်သူအမှားမဟုတ်ဘူးအမြတ်သူကအနိုင်မကျင့်တယ်ဘူးမြတ်သူကလူတကာကိုဘယ်တော့မှအနိုင်မကျင့်ဘူးအမြတ်သူအာမခံနိုင်တယ်လူလည်းအမြတ်သူအမြင်နဲ့ကိုချင်းစာနဲ့အမြင်နဲ့ဖြစ်တွေ့ပြီးတယ်ဘာလို့ဆိုကိုကလည်းယုံကန်နေရတာပေါ့လူတွေများယုံကန်နေကြရတယ်အခက်ခဲတွေများရှိတယ်ဆိုတော့မတော်မတရားလည်းမလုပ်ဘူးဒါအမြတ်သူပေးနိုင်တဲ့တက်စာတရားပဲလုတ်ကုန်မြတ်သူအမြင်နဲ့တက်စာရှိအောင်လုပ်တယ်ဒါအမြတ်သူအမြင်နဲ့ကိုကိုကိုလိပ်ပြလုံနဲ့ကိုကိုအမြင်ယုံကြည်တယ်